ပြန်ပြောလို့တပိတော့ဘွဲကသူ့ဘောကပါဗျာသူ့ဘောကဘွဲကမင်္ဂလာမြို့နယ်နော်မင်္ဂလာတော့နွေကိုရနော်မှန်ပါဗျာမှန်မှရပါတယ်အဲ့နဲရှင်မြကဘယ်နေ့မှတည်တာလဲတပိတော့ကအဲ့ဒါဖြစ်တာကတော့ဟိုစသောက်ဆုံးဖြစ်တာဆက်ကလက်ဆက်ကလက်ဖြစ်တာကတော့၁၀ရက်နေ့၂နာရီခွဲလောက်ပါဗျာအင်း၂နာရီခွဲအယူမရှိတဲ့ချိန်အားစဖြစ်တာအဲ့လိုရွှေရွှေနဲ့တပိတော့ဘယ်နာတော့ရောက်ပြီဖြစ်တယ်ဆိုလို့ရှင်ပြီးတော့နောက်ပိုင်းတည်ထားလိုက်တဲ့အခါရုပ်နံခွဲတဲ့အချိန်မှာဖြစ်တယ်ဗျာ အဲ့လိုရှိပါအဲ့လိုမျိုးပြီးတော့ရုံနာခွဲလို့ရှိလို့ရှိရင်ဆက်ခက်ဖြစ်သွားပြီဖြစ်သွားပြီဆိုအဲ့ဒီခွန်လင်းလောက်မှာဖြစ်တယ်ဗျာအဲဒုက္ခဝေဒနာအဲ့လောက်ဆိုတပြီးတော့ခါခါထွက်သွားတယ်ခါခါထွက်သွားပြီလို့ရှိရင်တိတယ်အဲ့ဒီတပြီးတော့အဲ့ရှိကိုဆက်စုဆက်ဆက်ပြီးရှုလိုက်ရင်ဒုက္ခဝေဒနာရောက်လို့ရှိရင်တပြီးတော့ပြတ်သွားပြီပြတ်သွားလို့ရှိရင်တပြီးတော့အာဘာလို့ပြောမလဲခွန်လင်းမဖြစ်ဘူးပေါ့တပြီးတော့လူများတွေလို့လဲနားမလဲတော့ဒါကငါမှတ်တာပဲမှားနေလို့လား ပြန်ရှာပြန်ရှာပြန်ရှာအဲ့လိုဆိုလို့ရှိရင်ပြန်အကြာကြီးပြန်ရှာပြီးတော့ပြန်ရှုရက်ရက်သွားတာကတပီတော့ထင်တော့လဲနေတာရက်ရက်သွားတာဟိုလင်းတော့2မိနစ်လောက်တော့ရှိမယ်2မိနစ်3မိနစ်ဝန်းကျင်လောက်တော့ရှိဘယ်လိုရှုလိုက်လို့ရက်သွားတာဒုက္ခဝေဒနာမှာအဲဒုက္ခဝေဒနာကနေတပီတော့ရှုလိုက်ခါသွားပြီခါသွားပြီဆိုလို့ရှိလို့ရှိရင်ဒါဟိုလင်းဖြစ်တယ်တပီတော့ဟိုဒီကြောရှင်နေကြောင်းမဖြစ်တာဗလားဆိုပြီးတပီတော့အဲ့လိုသုံးသက်သုံးသက်ပြီးတော့မဟုတ်သေးပါဘူးဒါကြောရှင်ကြောင်းမဖြစ်တာငါမထိုင်ဘူးသေးလို့ပေါ့တပီတော့မထိုင်ဘူးသေးလို့ဆိုပြီးတပီတော့ဆက်ပြီးတော့ရှုတယ် ပြောရမှာဒုက္ခဝေဒနာလောက်ရောက်သွားပြီးအဲ့လိုမေးပြီးဆိုလို့ရှိလို့ရှိလို့ရှိရင်မေးလို့မရတော့ဘူးဗျာငါဝေဒနာမှာငါမရှိလို့ရှိလို့ရှိရင်ဝေဒနာမရှိဒုက္ခဒုက္ခဝေဒနာမှာမဲလာလို့အရင်မေးပါတယ်ဗျာမဲလာလို့မေးလို့ရှိလို့ရှိရင်ခါစင်လာပါလေဗျမမြဲဘူးဆိုလို့ရှိလို့ရှိရင်ဒုက္ခဝေဒနာမှာငါရှိလို့ရှိလို့ရှိရင်ဒီကျင်လာထုံလာကြိုက်လာခဲတာတွေမဖြစ်ပါသေးနဲ့ ဒါပေမဲ့တို့တော့အဲ့ဒါလေးရှုရတယ်ဗျာရှုလို့ရှုလို့ရှုလို့ရှင်အဲ့လိုရှုရင်းရှုရင်းနဲ့မဖြစ်ပါသေးနဲ့မင်းလာလို့မင်းလို့ရှင်မမဲမမဲဘူးဆိုလို့ရှင်လို့ရှင်ငါသဘောလားသူသဘောလားငါပိုင်လို့လားငါမပိုင်လို့လားအဲ့လိုမေးပါတယ်ဗျာမေးပြီးလို့ရှင်လို့ရှင်မရှိလို့လားမရှိလို့လားပြီးတော့မှမရှိလို့ပါဗျာဆိုအဲ့လိုဖြေပြီးလို့ရှင်လို့ရှင်လို့ရှင်အဲ့လောက်မှဆိုလို့ရှင်သူကရက်သွားတယ်ဗျာအဲ့လိုရက်သွားပြီးလို့ရှင်အဲ့မှာလဲနေရော ရှေ့ဆက်ရှုလို့မရတော့ဘူးမှတ်လို့မရတော့ဘူးခင်ရရသွားတာရသွားလို့ရှိလို့ရှင်တပြီတော့အဲ့လေအဲ့လိုမျိုးပဲဟောငါမရလို့ပဲပေါ့နော်ဟိုမှတ်တာပဲမှားနေလို့လားဆိုအဲ့တို့အစနေပြန်မှတ်လေဗျာအစနေပြန်မှတ်လဲအဲ့လိုဖြစ်တယ်ဗျာအဲ့နာလောက်ရောက်ပြီဆိုလို့ရှိလို့ရှိရင်ခါထွက်သွားခါထွက်သွားခါထွက်သွားပြီဆိုလို့ရှိလို့ရှိရင်အဲ့ဟိုနေ့လောက်ဆိုလို့ရှိရင်အဲ့လီနည်းနည်းကြုံကြုံသွားတယ်ဗျာအဲ့ရနေပြီတော့တပြီတော့ဟိုရောက်ရောက်သွားတယ်ဗာလဲဘယ်နာကြရင်ခါခါသွားတော့ခါလာတော့တပြီတော့ခမန်းတော့လောက်ဆိုအဲ့ ဒုက္ခဝေဒနာဒုက္ခဝေဒနာကြားတော့မှခါခါတယ်ခင်ဗျဒုက္ခဝေဒနာဒုက္ခဝေဒနာကြားမှာဘလို့မီးလို့ခါရှိလားမရှိဘူးလားမေးရမှာရှိလားရှိလားလို့မေးရမေးတော့မေးတော့မရှိဘူးပဲဖြစ်ပါတယ်ခင်ဗျာမရှိဘူးရှိလားမရှိလားလို့မေးုံမဲလားမစဉ်းစားဘူးလားစဉ်းစားတယ်ခင်ဗျာဘလို့စဉ်းစားလဲစဉ်းစားပုံလေးရှောက်ပါဒုက္ခဝေဒနာဒုက္ခဝေဒနာမှာငါရှိလားငါလို့ငါရှိတယ်ဆိုလို့ရှိရင်မထုံပါနဲ့မကြင်ပါနဲ့မကြိုက်ပါနဲ့ဘာမှမဖြစ်ပါဒီတိုင်းလေးပဲအေဂျင်အေဂျင်လေးနေပြီးပါ အဲ့လိုမျိုးသူတို့ရှောက်မေးတယ်ဗျာမရပါဘူးခင်ဗျာမရတဲ့ခါကျတော့မြဲလို့လားမမြဲလို့လားပြီးတော့ဆက်မေးပါတယ်ဗျာမမြဲလို့မမြဲဘူးဆိုလို့ရှိလို့ရှင်ငါသဘောလားသူသဘောလားအဲ့တော့သူပြီးတော့ပြန်ပြီးစဉ်းစားပါတယ်ဗျာစဉ်းစားလို့မေးပါတယ်မေးလို့ရှိလို့ရှင်ငါပိုင်နာရှိလို့လားမပိုင်ငါငါပိုင်လို့လားမပိုင်လို့လားအဲ့လိုမေးပါတယ်ဗျာမေးလို့ရှိလို့ရှင်လို့ရှင်ပြီးလို့ရှင်မပိုင်ပါဘူးခင်ဗျာမပိုင်လို့ရှိလို့ရှင်ငါမရှိလို့လား ငါရှိလို့လားငါရှိလို့လားငါမရှိလို့လားမေးပါတယ်ဗျာအဲမေးပြီးတော့မှသူတို့၄စက္ကန့်လောက်စဉ်းစားပါတယ်ဗျာ၄စက္ကန့်၃စက္ကန့်လောက်စဉ်းစားပြီးတော့မှငါမရှိဘူးဆိုသိပါတယ်ဗျာသိသွားတော့အဲ့လိုဒုက္ခဝေဒနာဒုက္ခဝေဒနာဘာလို့မရှိဘူးလို့သိသွားတော့ဘာဖြစ်သွားလဲစိတ်ကစိတ်ကအဲ့မှာလည်းရက်ရက်သွားတယ်ဗျာ၅မိနစ်လောက်၅မိနစ်လောက်ကမှလဲပြီးတော့ဆက်မှတ်လို့မရတော့ဘူးဗျာရက်သွားပြီးတော့ဘာဖြစ်သွားစိတ်ကဘယ်လိုဖြစ်သွားအဲရက်နေချိန်မှာဘာဖြစ်သွားပူလောင်သွားလားအေးချမ်းသွားလားအေးချမ်းနေတယ်လို့ပဲလို့ထင်ပါတယ်ဗျာဘာမှမရှိဘူးဗျာပူကြောင်ပူလောင်မှုလည်းမရှိဘူး လိုဝေဒနာတွေပါလေဘာမှမရှိဘူးဗျာအင်းအဲ2မိနစ်လောက်ရက်သွားတယ်2မိနစ်အေးမဟုတ်2မိနစ်တမိကျော်ကျော်2မိနစ်ဝေ့ကျင်ပါပြီးတော့ထိုင်တိုင်းဖြစ်နေတယ်ဗျာဒါတော့ပထမဆုံးကဖြစ်တာပဲနေရဖြစ်တာပဲလို့ဖြစ်တာအဲပြီးတော့ဖြစ်တာကဒီဆယ်ရက်နေ့နေ့လည်း2နာရီခွဲပြန်ထိုင်တယ်မဖြစ်တာစပြင်ကျောင်းမှလည်းစထိုင်တယ်ဘယ်လိုရတက်စကန်မစခင်နဲ့အကျူရောက်နေဗနေရက်လောက်ကျူရောက်နေပြီးတော့၄ရက်နေရရောက်တာဗျာငါရက်နေပြဘယ်လိုပြပြပြပညာလန်တာပါဗျာဟောသူပြပြတာပါမှန်ပါဗျာဟုတ်အဲ့တော့ဟုတ်ပြီအဲ့မှာတည်းကတိတာလား အမှန်လေးကလည်းသိတယ်ဗျာပြီးတော့သူမျိုးဥပညာဏနာကိုရှောက်တော့အဲ့မှာတော့အဲ့လိုခါခါရထွက်တာတော့မရှိဘူး။ရမ်းမထူးခြားမှုလေးရှိဥပညာဏနာကိုရှောက်တဲ့ခါကျတော့ဥပညာဏနာကအဲဆိုလို့ရှင်ဆရာတို့ရှောက်ပြီးလို့ရှိရင်နဲ့ဟိုဥစဉ်အားလည်းဟောပါလဲဟိုနေ့ဖြစ်ရတော့မယ်တဲ့အဲ့လိုတော့ပြောတယ်ဗျာ။ကမ္ဘာထမ်းပြောင်းအောင်ကမ္ဘာထမ်းပြောင်းရမယ်တဲ့အဲ့လိုတော့ပြောတယ်ဟုတ်ပြီအဲ့တော့ဒီ၁၀ရက်နေ့တရားစခန်းဖွင့်ဝင်နေ့မှာနေ့လေနှစ်နိုင်ခွဲလောက်မှာဒီမှာပဲအဲ့လိုရှုလိုက်တော့ အဲ့လိုမျိုးအစပြေတာဒါမှမသိဘူးခင်ဗျာတပိတော့မသိဘူးဒါတပိတော့အကျောရှင်နေကြအောင်ထိုင်တာကြာလို့အကျောရှင်ခါတာပဲပေါ့အဲ့လိုပဲတည်တယ်နောက်တစ်ခါကျတော့ဟိုရှုလာလည်းပြက်ရက်ထားလည်းရမ်းမ်းလည်းမသိဘူးခင်ဗျာအင်းဘာလို့ပြောမလဲတပိတော့မှတ်ထားမှားနေလို့ပေါ့နော်အစင်လိုက်မမှတ်ဘူးလားငါဟိုကြော်ကြော်သွားလို့လားအပြန်သွားရတယ်ဗျာရဲရက်နေတယ်အဲ့ဒါရဲရက်တော့တပိတော့မသိဘူးပထမဆုံးရက်တော့စိတ်ထဲမှာဘယ်လိုခံစားရလဲစိတ်ထဲမှာအေးချမ်းပြီးတော့ဘာမှ ပူလောင်မှုမရှိတော့ကမရှိဘာမှမရှိဘူး2မိနစ်လောက်ရက်နေတယ်2မိနစ်နေပါတခါကြလဲကြော်တယ်ဖေဟုတ်ပြီအဲ့ဒီဟိုဒါမှမဟုတ်လေပထမဆုံးရက်တဲ့အချိန်ကလည်းအဲ့တော့ရက်သွားတော့စိတ်ထဲမှာအဲ့ချမ်းသာမှုကဘာဖြစ်တယ်လို့သိရတာရှင်ပြီးတော့အခုချိန်လေးတော့ဥက္ကရာဟိုပါဥက္ကကတော့မသိဘူးတော့မသိဘူးအဲ့တော့ဥက္ကကမေးပါဗျာသူတော့ဥသိနေအဲ့ဒါကိုမသိဘူးလားမသိဘူးဗျာသူတော့ဘာဖြစ်လို့မသိရလဲဆိုတော့ဟိုဘယ်လိုခေါ်မလဲသူတော့မှတ်တာမှားတယ်လို့ပေါ့နော်မှတ်လို့မှားလို့ဆိုသူတော့အစားလည်းပြန်မှတ်တယ်အဲ့လိုမျိုးမှတ်လို့ကျင်တယ်အဲ့လိုမျိုးပြန်ဖြစ်တယ်သူကသူတော့ အဲ့လိုပဲတွေးလာဖေဟာလို့ဆိုအဲ့လိုပြန်မှတ်ပြီးတော့ငါပြန်မရှာဘူးလားရှာတယ်ဖေဟာတွေးလာမတွေးဘူးဖေဟာဘာလို့မတွေးရလဲမရှိလို့ပါပဲအေးအဲ့ဒါဒါအတိကတော့အဲ့ဒီပြန်ချတဲ့ချိန်မှာပြန်ချတဲ့ချိန်မှာဒီကအဲ့မှာဆရာတော်ဥက္ကသူတော်ပြောပါတယ်ဖေဟာဆရာတော်မိန့်တဲ့ထဲမှာဥစဉ်ပါတယ်လေတဲ့ရက်သွားတာလို့ဘာလို့ဆရာဥစဉ်ဒီမထားမိလို့ဖြစ်လိမ့်မယ်တဲ့အဲ့လိုမျိုးတော့ပြောပါတယ်ဖေဟုတ်ကဲ့နော်အဲ့တော့အဲ့ဒီအေဂျင့်မှုလေးကရက်ပြီးတော့အေဂျင့်သားတဲ့အေဂျင့်မှုကဘာနဲ့ဥပမာနိုင်စလို့ရတယ် နိုင်လို့မရပါဘူးဗျာ။ဘာမှမနိုင်လို့ပါ။အဲ့တော့ဘာဖြစ်တယ်လို့ကိုယ်ကသိသွားတယ်။အခုတော့ဘာဖြစ်တယ်လို့အခုတော့ဒရင်ကနိုင်ပါလို့သိသွားသိပါတယ်။အဲ့ရက်သွားတဲ့ချိန်မှာလောဘဖြစ်မနေဘူးလား။မဖြစ်ဘူးဗျာ။ဒေါသလည်းမဖြစ်ဘူး။အဲ့လောဘဒေါသကင်းတဲ့ချမ်းသာဘာချမ်းသာဖြစ်မလဲ။နိုင်ပါချမ်းသာပါဗျာ။ဟုတ်လား။အခုမှသိတာလား။အရင်တော့လည်းသိတာလား။အခုမှသိတာပါ။အခုမှသိတယ်။ဟုတ်ပါမယ်။ဦးစင်းအကပြောတော့လည်းသဘောပေါက်တယ်ပေါ့။ဦးပဲသူတွေအကပြောတော့တပည့်လိုပြောလိုက်တယ်အဲ့ဒါမေးတော့တပည့်လိုပြန်လည်းဖြေလိုက်ပါတယ်ခင်ဗျဟုတ်ပါရဲ့နော်ရှင်ပြန် ဲ့တော့အဲ့ဒီရဲ့ချမ်းသာမှုလို့ရှင်မြတ်ကူပြန်အာရုံပြုရနိုင်လားရနိုင်ပါလားဗျာရနိုင်နော်အဲ့ဒီရဲ့ဒီလောဘဒေါသကင်းတဲ့ဒီရက်ရက်သွားတဲ့လွတ်မြောက်တဲ့စိတ်ကလေးနဲ့အာရုံပြုပြီးတော့ခုအတိအတိနဲ့သိရင်ရောအပေလေးပုံငယ်ရှိတဲ့ကြနိုင်လားကြနိုင်ပါဘူးခင်ဗျဘုသူအာမခံပေးနိုင်တပည့်တော်ဒီတရားအာမခံပါပါဟုတ်ပါနော်ဥစ္စာတို့အာမခံပေးလို့ရလားမရပါဘူးခင်ဗျဒါကိုညာရင်ကိုပဲခံပါမှာပါကိုလိန်ကိုပဲခံပါမှာပါနော်ဟုတ်ပါပြီအဲ့တော့ဒီတရားတွေကိုမသိဘဲနဲ့မကြင့်မဲနဲ့မလွတ်တကယ်မလွတ်မြောက်ဖဲနဲ့ဒါအရင်တော့ကတည်ခဲ့ရင်ဘယ်စိတ်တွေနဲ့တည်ပြီးတော့ဘယ်ဘဝရောက်မှတင်လဲ ။ရင်းရဲပဲကြမှာပါဖေ။ရင်းရဲပဲကြမှာ။ဘုရားကြနိုင်သေးလား။မကြနိုင်တော့ဘူး။မကြနိုင်။ဒီစိတ်နဲ့တည်းမကြနိုင်တော့ဘူး။ဟုတ်ပြီနော်။အဲ့တော့ဒီတရားတွေကိုနော်အရင်တော့ကြားဘူးတဲ့နိဗ္ဗာန်နဲ့အခုသိခဲ့တဲ့နိဗ္ဗာန်ဘာကွာခြားမှုရှိလဲ။အခုတတင်ကလွမြောက်ခဲ့တဲ့နိဗ္ဗာန်နဲ့အရင်တော့သိခဲ့တဲ့နိဗ္ဗာန်ဘယ်လိုကွာခြားမှုရှိရလဲ။အရင်တော့နိဗ္ဗာန်တပည့်တော်ကြားဘူးနေတာကတော့နိဗ္ဗာန်ဆိုချမ်းသာတယ်။ရောက်ဖို့တော့မလွယ်ဘူးပေါ့ဖေ။ဒါပေမဲ့အခုတပည့်တော်သိတဲ့တတင်ကနိဗ္ဗာန်လေးကတော့ကိုယ်လေးကြုံပြီးတော့ကိုယ်လေးချမ်းသာမှုပေါ့ဖေ။အဲချမ်းသာမှုကြတော့ဘာနဲ့ဥပမာနိုင်လဲ။ဘာနဲ့ဥပမာနိုင်လို့မရပါဘူး။ဒါဆိုမေ့သွားနိုင်လား။ ဒီပြာလွှဲနေလားလွှဲပါအောင်ပြာလွှဲလွှဲနိုင်လားလွှဲနိုင်ပါအောင်လွှဲနိုင်တော့เนาะတကူတိုင်းပိုင်ပိုင်ချာချာတိသွားတာเนาะမှန်ပါပဲဟိုတွားမဲ့ပန်းနိုင်နိဗ္ဗာန်ရဲ့သဘောတရားကိုလည်းတိသွားပြီနိဗ္ဗာန်သွားတဲ့လမ်းလည်းတိသွားပြီမှန်ပါပဲကိုယ်ကိုယ်တိုင်ကျင့်ကြံအထောက်ရတဲ့နီးကိုလည်းတိသွားမှန်ပါပဲဟုတ်ပါဘူးအဲ့တော့ချမ်းသာတာတရားလားတရားချမ်းသာတရားချမ်းသာတာပါဘယ်အရာကိုတရားလို့နားလည်သောပါ့ဘာသာဝတရားပါပဲသဘာဝတရားသဘာဝကတရားတရားဆိုတဲ့အဓိပ္ပာယ်ကညတ်တာခြင်းတရားဆိုတာ မြတ်တာချင်းမြတ်တာချင်းကအကောင်းဆုံးပြောတာလားအဆိုးကိုပြောတာအကောင်းဆုံးတွင်တွဲနေမှာအကောင်းဆုံးတွင်တွဲနေတာပါပဲနော်အဲ့တော့အကောင်းဆုံးတွင်တွဲနေတာကိုပြောတယ်အဲ့တော့ဒီအကောင်းဆုံးတွင်တွဲနေတာကိုဘယ်သူကဖန်ဆင်းပေးတာရောတဘာဝရဖန်ဆင်းတာမှာတဘာဝတရားမဖန်ဆင်းဘူးတဘာဝရှိတရားပဲအဲ့တော့ကောင်းတာတရားလားတစ္ဆာတရားလားတစ္ဆာတရားပါတစ္ဆာဆိုတာကနော်မဖောက်မပြောင်းတရားဆိုတာမြတ်တာချင်းမြတ်တာချင်းဆိုတဲ့အဓိပ္ပာယ်က ကောင်းတာတွေရောအဆိုးတာတွေရောလောကကြီးမှာเนาะဘယ်ဟာမှပုံတိကကြက်ယူထားလို့မရအောင်เนาะသူကသူတဝက်စီဖိပတိဖိပတိပေါ့เนาะမှန်ပါဗျာဒီတဘာဝတရားတွေကိုမှန်မှန်ကန်ကန်သိနိုင်သိနိုင်ဖို့ကျင့်နိုင်ဖို့အတွက်သိเนาะဘယ်လန့်ဆက်ရှောက်အောင်မှာလို့မဂ္ဂရှင်ပါလဲလဲမဂ္ဂရှင်ပါလဲလဲရှောက်အောင်မှာเนาะဟုတ်ပါပြီအဲ့တော့ဒီတရားတွေကိုကျင့်ကြအထုတ်ပြီးသိသွားတဲ့ချိန်ကတော့အရင်ဆုံးဘုသူ့ကျေးဇူးတင်ခြင်းလေးလေပြီးတော့အရင်ဆုံးတပီတော့ကျေးဇူးတင်တာကတော့ဟိုတပီတော့ YouTube မှာကြည့်လိုက်ရတဲ့ဆရာလေး ဒေါက်တာဘယ်လိုလဲဒေါက်တာသူကသူကသူကတပြီးတော့စကြည့်တဲ့အချိန်မှာအဲ့အရာလေးကိုမှတ်မိမှတ်ရေလုံးသိတော့တပြီးတော့ပြောတာဘာဟုဘာဟုသဘောကျလို့အချိန်မှာတပြီးတော့ကအဲ့တော့ကသူပေါ့ဒီတရားမျိုးကဘယ်မှမမရှိဘူးဆိုပြီးတော့သူကဟာပြီးတော့နေပြတဲ့အချိန်မှာအဲ့လိုခလီဝင်နေပြလိုက်တဲ့အချိန်မှာသူတို့နားထောင်လိုက်တာဗျာနားထောင်ရင်လည်းသူအဲ့အဲ့အရာလေးကိုတပြီးတော့ကစိတ်ထဲမှာဒီတရားကိုဆွဲသွားတာဗျာဆွဲသွားပြီးတော့တပြီးတော့သူပြောတာသဘောပေါက်လို့တော့မဟုတ်ဘူးသဘောပေါက်လို့မဟုတ်ဒီပြောတဲ့ဟာလေးကိုသူပြောလိုချင်နေတဲ့အတိုင်းလာပါဗျာ ီလိုတိုင်းလို့ဘယ်မှမရနိုင်ဆိုတော့မရနိုင်ဆိုတော့အဲ့လိုမျိုးနောက်ပြဆုံးကြတော့မှဒီဆရာတော်ဖရာကလည်းသူ့ကိုတရားဟောခိုင်းတာတော့ပါအဲ့လိုမျိုးသူဆက်နာထောင်းတာဖရာဆက်နာထောင်းပြီးတော့အဲ့မှမှတပြီတော့ဒီဟာကို comment မှာလိမ့်စာတောင်းတာဖရာ comment လိမ့်စာတောင်းတော့လည်းပြန်မလာဘူးဖရာမလာတော့ခါကသူ့ရောလည်းမသိဘူးမသိရတယ်တပြီတော့နှစ်နှစ်နီးပါးလောက်ဝေးသွားတယ်ဖရာဩနှစ်ပါးဝေးသွားတာဝေးသွားပြီးတော့မှဟိုတနေ့ဆက်ဆက်တလပိုင်းစပိုင်းလောက်ဒါသားမဲလောက်မှဆရာတော်တင်လိုက်တာဆက်နေငယ်တဲ့ဇနီးကိုစွန့်ပြီးတော့ရှစ်လလောက်ပေါင်းပြီးတော့မှ တော့တဲ့အချိန်ကျတော့မှလိမ့်စာပါလာဗျာ။ဟုတ်ပါလိမ့်စာပါလာ။လိမ့်စာပါလာတော့မှပြီးတော့လာပြီးတော့ဆုံးဆန်းလာဗျာ။နောက်ဆုံးဆန်းပြီးတော့လည်းဝင်ပြလာပါဗျာ။ကောင်းတယ်ကောင်းတယ်နော်။ဟုတ်ပြီအဲ့တော့ဒီလိုတရားမျိုးတွေကိုရှင်များသိသလိုရှင်များလွတ်မြောက်သလိုဒီချမ်းသာစေချမ်းသာမြောက်နောက်ထပ်ဘယ်သူတွေရောထပ်ပြီးသေးခြင်းလဲ။ထပ်ရသေးခြင်းသေးလဲ။ထပ်ရရသေးခြင်းတော့ဒီမှာဝင်နေတဲ့ယောဂီအားလုံးလည်းရသေးခြင်းတော့မှာဗျာ။ ီပြီးတော့မိဘနှစ်ပါးလည်းရသေးခြင်းပါလေဟုတ်ဘူးဘာလို့ရသေးခြင်းလဲဒီတရားတွေစစ်မှန်တဲ့တရားမဟုတ်ပါခင်ဗျစစ်မှန်တဲ့တရားမဟုတ်ဟုတ်ပါနော်ဒီတရားပေါ်မှာတန်တရားမရှိဘူးလားမရှိပါဘူးခင်ဗျအခုကျွန်တော်ဒါထုတ်တယ်ဒီလိုမျိုးဒီတရားနဲ့ပတ်သက်ပြီးတော့ဟိုတိုက်ခိုက်တဲ့လူတွေရှိတယ်နော်ဒီအမြင်မတူတဲ့လူတွေရှိတယ်ပေါ့မင်းမတူလို့တိုက်ခိုက်တဲ့လူတွေလူတွေပါနော်အမြင်မတူလို့တိုက်ခိုက်တဲ့လူတွေနဲ့တွေ့လို့ရှင်မြတ်တရားလွဲနေတယ်အဲ့ဒါရှင်မြတ်တရားလွဲနေတယ်ယူနေလားလို့မေးရင်အဲ့ဒီတရားတွေပေါ်မှာ ရှင်မြတ်နော်သူတို့ပြောလာတဲ့လူပေါ်မှာရှင်မြတ်ဒီတရားနဲ့ပတ်သက်ပြီးဘယ်လိုပြန်တုတ်ပြန်လဲတုတ်ပြန်ပါဦးခင်ဗျာလူကလူချင်းမတူပါဘူးခင်ဗျာသူလည်းသူ့အယူနဲ့သူကိုလည်းကိုယ့်အယူနဲ့ယူဖြစ်တဲ့အတွက်ဟိုလိုအဲ့ထက်မှမှအကောင်းဆုံးဒုံဆွဲနေတဲ့အတွက်မကောင်းတဲ့လူတွေပြောတာကိုတပြီးတော့အကောင်းဘက်ကနေပြောအကောင်းဘက်ကပြောကြည့်မယ်ပြောကြည့်လို့မရလို့ရှင်တော့သူတို့ဘာမှမတုတ်ပြန်ပါဘူးခင်ဗျာမရပါဘူးနော်ရှင်မြတ်အားလုံးတာဓုခေါ်ပြောနော်သာဓုသာဓုသာဓုရှင်မြတ်ဟိုကပြန်ပြီးတော့ နားလို့နားလို့ရပါတယ်နော်ပြီးရင်၄နိုင်ခွဲကျရင်ကမ္မထမ်းပြောင်းပါနော်တင်ပါခင်